သမ ्या အားလုံးပဲမင်္ဂလာပါရှင်။ဧပြီလ3ရက်သမစ္စမပရိုင်တိုင်းမစ္စမတရင်အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီစီစဉ်ကိုကျမချူချမ်းနဲ့အတူမစ္စမဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါ။စကောင်းဆောင်ကမနက်ဖြန်ဘင်းစတက်အစီအွေတက်ရောက်မှာ ဖြစ်ပါရစေ။စကောင်းစီကအပြစ်ခတ်ရက်စဲကြောင်းကျင်းပပြတဲ့နောက်မန္တလေးနဲ့ရခိုင်မှာဘုံကျဲတာလက်နက်ကြီးပြစ်ခတ်တာတွေကိုဆက်လုပ်နေပါရစေ။ငလျင်ဘေးကူညီခြင်းရင်တရားဝင်ခွင့်ပြုချက်အရင်တောင်းရမယ်လို့စကောင်းစီကပြောလိုက်ပါရစေ။ မန္တလေးငလျင်အတွင်ပျောက်ဆုံးနေတဲ့နိုင်ငံသားသားចောင်းဆရာ၈ယောက်ထက်ကတယောက်ရုပ်အလောင်းတွေ့ပြီးဖြစ်ပါတယ်။နိုင်ငံကသတင်းဘက်မှာတော့ American သမ္မတ Trump ကကုံသွေးရေးစစ်ပွဲစတင်လိုက်ပြီးဖြစ်ပါတယ်။ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့ဒီကနေ့ရဲ့နောက်ဆုံးရငွေလဲနှုန်းနဲ့ရွှေဈေးတွေကိုပါစူးစီးတင်ဆက်ပေးသွားမှာပါရှင်။ ာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဘန်ကောက်မြို့မှာကျင်းပနေတဲ့၆ကြိမ်မြောက်ဘင်္ဂလားပင်လယ်အော်စီးပွားရေးနှင့်ဤပညာဘတ်စုံပူပေါင်းဆောင်ရွက်ရေးအစည်းအဝေးဘင်စတက်အစည်းအဝေးကိုမနက်ဖြန်ဧပြီလ၄ရက်နေ့တောက်ကြနေမှာတက်ရောက်မှာဖြစ်တယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနကအတည်ပြုပါရယ်။အရင်နေ့ဟာမြန်မာနိုင်ငံမှာအပြတ်စီးများခဲ့တဲ့ငလျင်လှုပ်ခတ်မှုတပတ်တိတိပြည်တဲ့နေ့လည်းဖြစ်ပါရယ်။ဘင်စတက်အစည်းအဝေးကိုဒီကနေ့ဧပြီလ၃ရက်နေ့နဲ့မနက်ဖြန်၄ရက်နေ့ဒီမှာကျင်းပနေတာပါ။ ဒီစီဝေးကိုဘင်္ဂလားဒေ့ရှ်၊ဘူတန်၊အိန္ဒိယ၊မြန်မာ၊နီပေါ်နဲ့သီရိလင်္ကာနိုင်ငံတွေကအကြီးအကဲတွေနဲ့ထိုင်းဆိုရောက်ဝင်ကြီးတွေနဲ့အတူတက်ရောက်မှာဖြစ်ပါတယ်။ဒီကနေ့ဘင်စတက်ကစီဝေးကိုရောစကောင်းဆောင်ကိုစားနိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေတက်ရောက်တာကိုတွေ့ရပါတယ်။စကောင်းဆောင်မွင်းအောင်လှိုင်ကိုဘင်စတက်ကစီဝေးကိုတက်ရောက်ခွင့်မပြုဖို့မြန်မာနိုင်ငံကဆက်အနာရှင်စန့်ကျင်ရေးအရက်ဖတ်အဖွဲ့အစည်း300ကျော်ကထိုင်းဆိုရနဲ့ခေါင်းဆောင်တွေကိုတောင်းဆိုထားပေမဲ့ထိုင်းဆိုရကတော့ဒါကိုမျက်ကွယ်ပြုခဲ့ပါတယ်။ နိုင်ငံကရဲ့အမြင်ဆောင်ခြင်းမခံရစေဖို့အတွက်ဘင်းစတက်ထိပ်သီးအစည်းအဝေးမှာမြန်မာစစ်ကောင်ဆောင်နဲ့တန်တမန်ရေးအရာခက်ခဲခဲနေဖို့ကိုလည်းကျွမ်းကျင်သူတယောက်ကထိုင်းဝန်ကြီးချုပ်ပတ်ပေထုံတန်ရှင်နာဝက်ထရာကိုသတိပေးထားပါတယ်။အခုအစည်းအဝေးကိုမြန်မာစစ်ကောင်ဆောင်မြောက်လှိုင်ကိုဖိတ်ကြားဖို့ဆုံးဖြတ်ခဲ့တာအပေါ်ပညာရှင်တွေတန်တမန်တွေနဲ့ရွှေပြောင်းလုံတမာခွင့်ရေးအဖွဲ့တွေကထိုင်းစိုးရကိုပြင်းပြင်းထန်ထန်ဝေဖန်နေကြပါရဲ့ရှင်။ စစ်ကောင်စီကရာရဲပစ်ခတ်ရက်စဲကြောင်းကြေညာထားပြီးတဲ့နောက်မန္တလေးတိုင်းတောင်သာမြို့နယ်ကိုတိုက်ပွဲမရှိဘဲလေးချောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ပြီးတော့ရခိုင်ကစစ်တွေနဲ့ကြောက်ဖြူမြို့တွေမှာလည်းလက်နက်ကြီးပစ်ခတ်မှုတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါရယ်။ငလင်တန်တဲ့ပြည်သူတွေကိုရှေ့ရှုပြီးတော့စာနာထောက်ထားမှုအရဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိရာရီအပြည့်ရမှာဖြစ်တဲ့အကြောင်းစစ်ကောင်စီကမနေ့ကကြေညာထားပါတယ် ဒါပေမဲ့ဒီကနေ့ဧပြီလ3ရက်နေ့မနက်2နာရီခွဲဝန်းကျင်လူအိတ်ချိန်မှာတောင်သာမြို့နယ်မှာရှိတဲ့သဲတော်ကျေးရွာကို Jet Fighter စက်တပ်လေထီတွေနဲ့ပုံကျဲသွားတယ်လို့ဒေသရင်းသတင်းရမြက်ကပြောပါရယ်။အဲဒီပြက်ခတ်မှုတွေကြောင့်စာတင်ကျောင်းအမိုးပွင့်ပျက်စီးသွားပြီးတော့ကြောက်စိမ့်ဖျားအုပ်တတိုင်းတွေပြိုရာနေအိမ်ထိခိုက်မှုတွေရှိခဲ့ပါရယ်။အလားတူပဲရခိုင်ပြည်နယ်စစ်တွေနဲ့ကြောက်ဖြူမျိုးတွေမှာလည်းဒီကနေ့ဧပြီလ3ရက်မနက်9:00နာရီနဲ့10:00နာရီဝန်းကျင်မှာစစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့နှစ်ချက်စီပစ်ခတ်တံကြားရတယ်လို့ဒေသခံတွေကပြောပါရတယ်။ တိုင်းဒလနဲ့ကင်တွေဖြစ်တဲ့ညီနောင်၃ဖွဲ့ကချင်းလွတ်မြောက်ရေးတမရော KIA နဲ့ NUG တို့ကငလင်ဘေးတင်ပြည်သူတွေကိုထောက်ထားတဲ့အနေနဲ့မိမိကိုယ်ကိုခုခံကွင်းကလွဲလို့အပြစ်ရကြောင်းကြေညာထားကြပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကတော့အပြစ်ရကြောင်းကြေညာထားပေမဲ့အရသားတွေရှိတဲ့နေရာကိုဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာတွေကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်ရှင်။ငလျင်ဘေးတင်ဒေတာတွေမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်မယ်ဆိုရင်စစ်ကောင်စီရဲ့သက်ဆိုင်ရာတန်ယုံအဖွဲ့အစည်းတွေကိုအကြောင်းကြားပြီးမှလှုပ်ဆောင်ရမယ်လို့ စက်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကပြောလိုက်ပါတယ်။ကိုကြီးကဲဆဲထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီးတရားဝင်သက်ဆိုင်ရာနိုင်ငံတွေကတန်ယုံစစ်တန်ယုံတွေနဲ့ဆက်သွယ်ပြီးမှမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသားရေးဝင်ကြီးဌာနတဘာဝဘီအန်ဒီရဲ့ကိုကြီးကဲဇေးရီအတွက်ဖွဲ့စည်းထားတဲ့တဘာဝဘီအန်ဒီရဲ့စီမံခန့်ခွဲမှုအဖွဲ့ကိုတရားဝင်ဆက်သွယ်ပြီးဆောင်ရွက်ပေးရမယ်လို့သူကပြောပါတယ်။ တရုတ်နိုင်ငံယူနန်ပြည်နယ်ဘက်ကနေဝင်ရောက်လာတဲ့ငလျင်ဘေးကုညီမဲ့ထောက်ပံ့ပစ္စည်းတွေတင်ဆောင်လာတဲ့ရင်ကိုးစည်းပါတဲ့ရန်နံကိုနောင်ချိုမြို့နယ်အုံမတီရွာမှာဧပြီလ၁ရက်နေ့ညပိုင်းကစစ်ကောင်စီတပ်ကပြစ်ခတ်မှုလှုပ်ဆောင်ခဲ့တဲ့အကြောင်းစစ်ကောင်စီသတင်းပြန်ကြားရေးခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကဧပြီလ၂ရက်မှာဝန်ခံခဲ့ပါတယ်။အဲ့ဒီရန်တန်းဟာစစ်ကောင်စီကိုအကြောင်းကြားခဲ့တာမရှိလို့တားမြစ်ရွာကနေပြစ်ခတ်ခဲ့တယ်လို့သူကပြောပါတယ်။ ဒါပေမဲ့တန်းမြသားလွတ်မြောက်ရေးတမတော် TNL ပြောခွင့်ရသူကတော့ဝင်လာတဲ့တရုတ်ကင်ဆယ်ရေးအဖွဲ့ဟာစစ်ကောင်စီစီကနေခွင့်ပြုချက်ရရှိပြီးသားဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာနိုင်ငံပေါင်း18နိုင်ငံကလေရင်အစီးရေ56စီကင်ဆယ်ရေးဝန်ထမ်းပေါင်း1566ရောက်ရောက်ရှိပြီးတော့ငလျင်ဘေးတဲ့မြန်မာပြည်သူတွေကိုကင်ဆယ်ရေးလုပ်ငန်းတွေပြုလုပ်နေတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ မန္တလေးမြို့အောင်မြေသာဇံလမ်း60မှာရှိတဲ့ Sky Villa ကွန်ဒိုမှာပျောက်ဆုံးနေတဲ့နိုင်ငံသားចောင်းဆရာဆရာမ၈ယောက်ထဲကတယောက်ရဲ့ရုပ်အလောင်းတွေ့ရှိပြီးဖြစ်တယ်လို့နှိဇက်သူရိစီကနေသိရပါဗျ။မလင်လောက်ခတ်ချိန်အဆောက်အုံပြိုကျမှုအတွင်းဖိလစ်ပိုင်နိုင်ငံက Baron Barcelon, Excel Jazz Athlete, Alexis Gill Athlete, Francis Aragon, တောင်အာဖရိကနိုင်ငံက Cowan Reed Titans, Palantel Gill, Oliver Shivin, ကိုရီးယားနိုင်ငံက Mike Kazen Self တို့ကပျောက်ဆုံးနေတာဖြစ်ပါတယ်။ XCIS အထက်တန်းကျောင်းဆရာရုရှားနိုင်ငံသား Mike ရဲ့ရုပ်အလောင်းကိုတော့ဧပြီလ2ရက်နေ့မှာရှာဖွေတွေ့ရှိခဲ့တယ်လို့ဤဆက်သူတယောက်ကပြောပါရယ်သေဆုံးသူ Mike Kassensev ပျောက်ဆုံးနေဆဲဖြစ်တဲ့ Cowan Reed Titus Baron Percello Oliver Chauvin နဲ့ Pounder Gildo ဟာ XCIS အထက်တန်းကျောင်းကကျောင်းဆရာဆရာမတွေဖြစ်ကြပါဗျာ။ ဇနီးမောင်နှံဖြစ်တဲ့ Excel Just Atlin နဲ့ Alexis Gale Atlin တို့ကတော့ MISA Mandalay International School of Acumen ကျောင်းကကျောင်းဆရာဆရာမတွေဖြစ်ကြပြီးတော့ Francis Aragon ကတော့ Business Administration Society ကျောင်းဆရာဖြစ်ကြောင်းနေဆက်သူတွေစီကနေသိရပါဗျ။သူတို့ပြောင်းဆုံးနေတဲ့ Sky Filo ကွန်ဒိုမှာငလျင်လှုပ်ခတ်ချိန်6ရက်မြောက်ဒီကနေ့ April 3ရက်နေ့အထိရှောက်ပွေကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့သိရပါပါတယ်ရှင်။ ပြည်တွင်းသတင်းနဲ့အပြီးမှာတော့ထိုက်တန်းရောက်နိုင်ငံတကာသတင်းတစ်ခုကိုဆက်လက်တင်ဆက်ပေးကြပါမယ်။ American သမ္မတ Donald Trump ကကုန်သွယ်ရေးစစ်ပွဲကိုစတင်လိုက်ပါပြီ။အပြည့်စုံကိုဆက်လက်ကြည့်လိုက်အောင်ပါရှင်။ American သမ္မတ Donald Trump ကကမ္ဘာတစ်ဝှမ်းမှာသွင်းကုန်တွေအပေါ်တစ်ဆယ်ရာခိုင်နှုန်းအခွန်နှုန်းထားနဲ့အဓိကကုန်သွယ်ဘက်နိုင်ငံတွေဖြစ်တဲ့တရုတ်34ရာခိုင်နှုန်း၊ဥရောပသမဂ20ရာခိုင်နှုန်း၊ဂျပန်24ရာခိုင်နှုန်းစတဲ့နိုင်ငံတွေအပေါ် ုံမပြန်ထန်တဲ့အခွန်တွေချမှတ်ပြီးတော့ကုံသွဲရေးစစ်ပွဲတစ်ခုကိုစတင်လိုက်ပါတယ်။အိမ်ပြီးတော့နှင်းစီချမ်းမှာဇရာချက်ကန်ပြီးတော့လွမြောက်ရေးနေလို့သမုတ်ပြီးဒီအခွန်တွေကအမေရိကန်စီးပွားရေးကိုရွှေခက်ကိုပြန်လဲရောက်ရှိစေမယ်လို့ထရမ့်ကကြွေးကြော်ခဲ့ပါတယ်။သူကဇဲစုနဲ့များစွာအမေရိကန်ကိုနိုင်ငံတွေကလူရက်ခဲ့တဲ့ဆိုပြီးဒီအစီအမံတွေကအမေရိကန်ကိုချမ်းသာလာစေမယ်လို့အာမခံခဲ့ပါတယ်။ ဒီကြေညာချက်ကြောင့်ကမ္ဘာတဝန်းကဒေါသတကြီးတုတ်ပြန်မှုတွေထွက်ပေါ်လာပြီးတော့ဩစတြေးလျကမိတ်ဆွေလုံရမဟုတ်လို့ဝေဖန်ပြီးလက်တုပ်ပြန်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ stock ဈေးကွက်တွေကလည်းမတိမငြိမ်ဖြစ်ပြီးတော့ရွှေဈေးတွေစံချိန်တင်တက်သွားပါတယ်။ပြည်ထောင်ကလည်း30ရာခိုင်နှုန်းအခွန်ခံရပြီးမဲ့နှိုင်းရှင်လို့ရှိရင်တော့တက်တာနေတာပါ။ကမ္ဘောဒီးယား49ရာခိုင်နှုန်းဗီယက်နမ်49ရာခိုင်နှုန်းမြန်မာ44ရာခိုင်နှုန်းတို့ကတော့အထိခိုက်ဆုံးဖြစ်ပြီး ရုရှားကတော့ပိတ်ဆို့မှုကြောင့်ထိခိုက်မှုမရှိလို့ဆိုပါတယ်။ကျွမ်းကျင်သူတွေကဒီအခွန်တွေကြောင့်အမေရိကန်စားသုံးသူတွေအပေါ်ကုန်ကြမ်းစည်းတွေကျရောက်မှာဖြစ်ပြီးတော့ကမ္ဘာစီးပွားရေးကိုထိခိုက်စေကောင်းစီးပွားရေးကျဆင်းမှုဖြစ်ပေါ်လာနိုင်တယ်လို့သတိပေးပါရယ်။အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Scott Bessent ကတော့လက်တုပ်ပြန်မကအခွန်ထပ်တိုးမယ်လို့ချိန်ချောက်ခဲ့ပါရယ်။မက္ကဆီကိုနဲ့ကနေဒါတို့ကအရင်ကအခွန်25ရာခိုင်နှုန်းကြောင့်တတ်မှန်ချမှတ်ခံရခြင်းမရှိပေမဲ့ ကနေဒါကတံပြန်အစီအမံများချမှတ်မယ်လို့ကတိပြုပါရယ်ဘရာဇီးလ်ကလည်းကုန်သွယ်ရေးအတားအဆီးတွေတုံ့ပြန်ဖို့ဥပဒေကိုပြုခဲ့ပါရယ်ထရမ့်ရဲ့အစီအမံတွေကအမေရိကန်ကိုမဟာမိတ်တွေနဲ့ဝေးကွာစေပြီးကမ္ဘာစနစ်သက်စီကိုဥတည်နေတယ်လို့စိုးရိမ်မှုတွေမြင့်တက်လာပါရယ်ထရမ့်ရဲ့ဒုတိယတပ်တန်းသုံးလမပြည့်မီထွက်ပေါ်လာတဲ့ဒီကြေညာချက်ဟာသူ့ရဲ့ကုံသွေးရေးမညီမြောက်မှုတွေကိုအခွန်နဲ့ဖြည့်ရှင်းလိုတဲ့ရီမန်ချက်ရဲ့အထောက်အထိပ်ဖြစ်ပါရဲ့ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်သုံးစီဈေးနဲ့စားအုပ်စီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကတော့မြစမသတင်းတောက်ကိုမြတ်သူရကစုစည်းတင်ဆက်ပေးမှာပါရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4410ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စေ1563.55ကျပ် ြင်ပပေါ့စီ3298ကျင်းဥရောပတီယူရိုကိုစစ်ကောင်စီတတ်မှတ်စီ2268.3ကျင်းပြင်ပပေါ့စီ4856ကျင်းထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စီ67.4ကျင်းပြင်ပပေါ့စီ128.8ကျင်းလီရှာတမင်ကိုစစ်ကောင်စီတတ်မှတ်စဉ်487.22ကျပြင်ပပေါ့စီ990ကျ ပေါက်ဈေးရှိပါတယ်။ဘောပြပါငွေလက်လက်နှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေဈေးနှုံးတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တယ်တင်းသတ်မှတ်ဈေး56သိန်း1000ကျပ်ပြင်ပပေါက်ဈေး80သိန်း4000ကျပ်15ပဲတစ်ချက်သားကိုရွှေကုန်တယ်တင်းသတ်မှတ်ဈေး52သိန်း5900 385ကြပြင်ပပေါက်ဈေး66သိန်း3000ကြပေါက်ဈေးရှိပါတယ်။ပေါ်ပြပါရွှေစင်းနှုံတွေဟာ အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစဉ်တို့ကတော့ဒီဇယ်လီတာကို2580ကျပ်ပရီမီယံဒီဇယ်လီတာကို3190ကျပ်အော်ဒိတ်92လီတာကို3000ကျပ်အော်ဒိတ်95လီတာကို3050ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီစဉ်တို့ဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရအဆောင်စီစဉ်တို့ကတော့ ။စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6855ချက်။ပြင်ပပေါက်စေ1000ချက်။ပေါက်စေရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါသမစ်မပရိုင်တိုင်းမစ်မသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုတော့ကျွန်မဂျူချန်ကစူးစီးတင်ဆက်ပေးခဲ့တာပါ မစ်စမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်တွေအားလုံးတဘာဝပေးစစ်ပေးကနေကင်းငိမ့်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။